ဟယ်လိုအားလုံးပဲမင်္ဂလာပါ ခလေးတွေကိုဆူဆုံးမတဲ့အခါမှာရိုက်ပြီးတော့ဆုံးမတတ်တဲ့အချင်းဟာ ကျမတို့နိုင်ငံရဲ့ထုံဆန်လို့ပြောရင်မှားမယ်မထင်ပါဘူးဒါမဲ့အဲ့လိုမျိုးရိုက်ပြီးတော့ဆူဆုံးမတဲ့အရာကဘလောက်တောင်ဆူချိုးများတယ်လဲဆိုတော့ကိုမိဘတွေကိုယ်တိုင်မသိလို့လုံမိတာပါ တကယ်လို့ကလေးတွေရဲ့စိတ်နေသဘောထားဘလောက်ထိထိခိုက်တယ်လဲဆိုတာကိုသိလို့ရှင်တော့ဘသူကမှအဲ့လိုမျိုးရိုက်ပြီးတော့ဆုံးမကြမှာမဟုတ်ပါဘူးကိုမသိလို့ပဲလုံမှားမိတာလို့ကျွန်မတော့ထင်ပါတယ်အားကြောင့်ဒီဗီဒီယိုထဲမှာကလေးတွေကိုရိုက်ပြီးဆုံးမခြင်းဆိုကျူးသုံးမျိုးကိုဒီဗီဒီယိုကနေမျှဝေပေးခြင်းပါတယ်ပထမချက်ကရိုက်နှက်ပြီးတော့ဆုံးမခံခဲ့တဲ့ကလေးတယောက်က ကောင်းမှပြီးတော့ပြောရခက်တဲ့ကလေးဖြစ်လာတတ်တယ်။ရိုက်ပြီးပြောမှ လုံတော့တယ်။မရိုက်ရင် မလုံတော့ဘူး။တခါလေကြာလို့ရှင်ရိုက်တာတောင်မှခရုမဆိုင်တော့အဲ့လိုမျိုးဖြစ်သွားတတ်တယ်။ပြီးတော့ဒုတိယအချက်ကအဲ့လိုမျိုးကလေးကိုရိုက်နှက်ခြင်းကကလေးစိတ်ထဲမှာဘယ်လိုထင်သွားလဲဆိုတော့ကိုအဖေမေကရိုက်တယ်ဆိုလို့ရှင်ကိုအဖေမေကကိုမချစ်တော့ဘူး။ဆိုပြီးတော့ထင်သွားတတ်တယ်။ အဲ့လိုမျိုးရိုက်ပြီးတော့ဆုံးမခံရတဲ့ကလေးတယောက်ကကိုကိုဘသူမှမချစ်ဘူးကိုကိုဘသူမှကယုမဆိုင်ဘူးကိုကိုဘသူမှချစ်ခင်လေးစားမှုမရှိဘူးလို့ထင်လာခြင်းကြောင့်ကိုကိုကိုယုံကြည်မှုမရှိတဲ့ကလေးဖြစ်လာတတ်တယ်တတရအချက်ကရိုက်ခံရတာကိုမကျေနပ်တာကြောင့်ဒေါသထွက်လို့ရှင်သူတပောက်ကိုအဲ့လိုလုံလို့ရတယ်ဆိုတော့အထင်မှားခြင်းကြောင့်ဒေါသကြီးတဲ့ခလေးရန်လိုတဲ့ခလေးဖြစ်လာတတ်တယ် မိဘတွေရဲ့ကလေးပြုစုဆောင်ရှောက်နေမတိချင်းကြောင့်ကလေးတွေဟာပြုပြင်လို့ရတဲ့ကလေးတွေသွန်သင်လို့ရမယ်ကလေးတွေမိဘကိုယ်တိုင်ပဝန်းကျင်ကိုယ်တိုင်ကျောင်းမှာကလေးတွေစာသင်ပေးတဲ့ဆရာဆရာမတွေလည်းရှိတယ်အခုထိတုတ်ချောင်းကင်ပြီးတော့ကလေးတွေကိုရိုက်နှက်တဲ့ဆရာဆရာမတွေလည်းအခုထိရှိတုံးပဲများတော့အဖြစ်အရင်ကထက်ဆိုင်တော့ပို့ပြီးတော့နေလာပါပြီဒါပေမဲ့အခုထိမရှိဘူးလားဆိုတော့ရှိသေးတယ်ကလေးတွေကို ပြုစုပြုထောင်ပြီးမတိတဲ့အခါကျတော့အဲ့လိုမျိုးမလုတ်တဲ့မလုတ်အပ်တဲ့အမှားတွေများဆိုတော့ကလေးတွေစီမှာကျူးလွန်မိတာမိဘကိုယ်တိုင်ဖြစ်စေပြီးတော့ပတ်ဝန်းကျင်ကဆရာဆရာမတွေဖြစ်စေအဲ့လိုမျိုးအများကြီးကြုံတွေ့ရတယ်ကလေးတွေဘလောက်တောင်တနာဖူကောင်းလဲဒါကြောင့်ကိုယ်ကလေးတွေကိုပြောဆို ဆုံးမမယ်ဆိုရင် လုံးဝရိုက်ထချင်းကိုရှောင်ကျင်ဖို့လိုအပ်ပါတယ်တေချာလေးစကားနဲ့ပြောလို့ရှင့်ဘယ်သူမှမဆို ငင်သာစွာပြောတဲ့စကားဟာစိတ်ထိတ်ထိတ်ဝင်ပါတယ်။အချမ်းလေးနဲ့တိုက်နှက်ပြီးတော့အဆုံးမခံတဲ့ကလေးတယောက်ဟာအပြင်ပိုင်းမှာတော့သူ့ရဲ့အနေအထားကစပူပူပြီးတော့ကောင်းရင်ကောင်းလာလိမ့်မယ်။ဒါပေမဲ့အတွင်းပိုင်းစိတ်သဘောထားပိုင်းမှာပေါ့နော်။အများကြီးပျက်စီးရတယ်ဆိုတာကိုဘယ်တော့မှမမေ့ပါနဲ့။ ။အားကြောင့်မိဘတွေကိုယ်တိုင်ဖြစ်စေ၊ကျောင်းကစာသင်ပေးတဲ့ဆရာဆရာမတွေကိုယ်တိုင်ဖြစ်စေ၊ကလေးတွေကိုပြောဆိုဆုံးမတော့မယ်ဆိုလို့ရှိရင်လုံးဝအရင်ဟက်ချင်းကိုရှောင်တင်ပါတယ်လို့ child psychology ကိုဖတ်လို့ရှိရင်လည်းလုံးဝအဲ့လိုမျိုးကလေးကိုရိုက်နှက်ချင်းကကောင်းကျိုးထက်ဆိုးကျိုးပိုများပါတယ်။အားကြောင့်ကလေးတွေကိုဆုံးမတဲ့အခါလုံးဝမရိုက်နှက်ပါနဲ့။အတက်နိုင်ဆုံးရှိုင်းတဲ့ချင်းကိုရှောင်ခြင်းပြီးတော့မှသူတို့နားဝင်နိုင်အောင်သင်ပေးတတ်ဖို့ ီဗီဒီယိုအနေနဲ့အနေနဲ့ဖြောင်းဝေပြီးချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်